အလုံးမင်္ဂလာပါဘဇီတီဗီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဘဇီတီဗီပြည်သက်ကြီးကိုပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အပူများပြီး၆တွေ့တက်တဲ့မျက်လုံးကိုဘလို့ဂရုတစိုက်ကာဝယ်ကုသရမလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်တင်းရဲ့မျက်လုံးတွေအပူများပြီး၆တွေ့ရရဲ့နာမျိုးဖြစ်လာတဲ့အခါဒီနည်းလေးတွေနဲ့ကာဝယ်ကုသနိုင်ပါတယ် ပထမဆုံးချက်ကတော့ဖုန်းဒုမဟုတ်စက်ပစ္စည်းတစ်ခုခုကိုသုံးတဲ့အခါခက်ခွာခွာသုံးပြီးပါ ဖုန်းဒါမှမဟုတ်ကွန်ပျူတာတစ်ခုခုကိုသုံးတဲ့အခါမှာမျက်လုံးနဲ့အနီးကပ်ကြည့်သုံးတာမျိုးမဟုတ်ပဲအနှဲငယ်ခွာပြီးမှသုံးပြီးတင်ပါတယ်နောက်တစ်ချက်ကရင်ွေးကပ်ပေးပါ စတိုးဆိုင်တွေမှာဝယ်ယူလို့ရတဲ့ရင်သွေးအစ်ကိုမျက်လုံးမှာကပ်ပေးနိုင်ပါတယ်။မျက်လုံးကနူးညံ့တဲ့အစိတ်ပိုင်းဖြစ်တဲ့အတွက်ပို့ပြီးတော့ဆိတ်ချရအောင်ရင်သွေးအပေါ်ကနေဖိဆက်ခပ်ပပလေးအုပ်ပြီးမျက်လုံးကိုကြက်ထုတ်ထိုးလို့ထိုးပေးပါ။ဒါကမျက်လုံးညောင်းညတာတွေကိုပါတတသွားစေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ရင်မြမြတောက်ပေးပါ။ရှင်မြမြတောက်တဲ့သူနဲ့ရှင်နေနေတောက်တဲ့သူမျက်လုံးရင်ကျမလာခြင်းကွာချပါတယ်ရှင်မြမြတောက်ပြတာကမျက်သားကိုပိုအေးစေပြီးအပူလည်းပုံငင်းစေပါတယ် နောက်တစ်ချက်ကတော့တခွားတိကက်ပေးပါတခွားတိကိုမျက်လုံးပေါ်မှာရောမျက်နှာတစ်ခုလုံးရော ပေါင်းတင်တဲ့အနေနဲ့ကက်ပေးလို့ရပါတယ်တခွားတိကအပူဆုတ်တာကြောင့်မျက်လုံးကိုလည်းအပူကင်းစေပါတယ်နောက်ဆုံးချက်ကတော့အဆီများတဲ့ငါးကိုစားပါဒါမှမဟုတ်အိုမီဂါ3တောက်ပေးပါငါးကြီးစီဒါမှမဟုတ်အဆီများများပါတဲ့ငါးကိုစားသုံးခြင်းကသင်ရဲ့မျက်စိကိုပိုပြီးတော့ကျန်းမာစေပါတယ်မျက်လုံးအပူများခြင်းမျက်လုံးနာခြင်းတွေကိုကာကွယ်ပေးနိုင်ပြီးမျက်လုံးအားကိုပိုပြီးတော့ကောင်းလာစေပါတယ် ဒီချက်လေးတွေကတော့အပူများပြီးခြောက်သွေ့ရရန်တက်တဲ့မျက်လုံးအတွက်ကာဝယ်ကုသနည်းလေးတွေဖြစ်ပါတယ်။ဒီလိုကျန်းမာရေးဗဟုသုတတွေကိုဗစီတီဗီကလည်းအမြဲတည်ဆက်ပေးနေတယ်လို့ဗဟုသုတအကြောင်းအရာမျိုးစုံကိုလည်းမယိုးနိုင်အောင်ပြပြပေးနေရဖြစ်လို့စောင့်ကြည့်အားပေးဖို့မမေ့နဲ့နော်။